Hello အားလုံးပဲမင်္ဂလာပါအခုသင်ခင်သားမှာကျွန်တော်တို့ multiple condition ဆင့်မယ်ဒီ where clause နဲ့ multiple condition တွေကျွန်တော်လာပြီးတော့ဆေးအောင်အဲ့တော့ကျွန်တော် user ကို select မှတ်ထားပါပြီးတော့ sql ကိုလာပြီးရေးမယ် select star from user where okay ဒီအခုကျွန်တော် multiple condition လာပြီးစစ်တော့မယ် each ကမဟုတ်လို့ရှိရင် location က location equal ရှမ်းနဲ့တူတဲ့ကောင်ရယ် and ပြီးတော့ okay h က sorry h equal 20နဲ့တူတဲ့ကောင်ကျွန်တော်လာပြီးတော့ထုတ်လိုက်မယ် okay location ကဟိုမှာရှမ်းပြည်မှာနေတဲ့အသက်20ရှိတဲ့လူတွေအကုန်လုံးကိုကျွန်တော်ကထုတ်ကြည့်တာပေါ့ဒီ query ရဲ့အဓိပ္ပာယ်ကเนาะ okay ဲ့တော့ကျွန်တော်ဒီမှာ and သုံးလိုက်တယ်နော် and keyword ဒါ multiple loop multiple condition ဆက်တာ and keyword နဲ့ or လို့ရှိသေးတယ်ကျွန်တော်ခဏနေပြောပြမယ် okay go လာပြီးနေလိုက်ဒါဆိုလို့ရှင်ဘာမှမထုတ်ပြီးဘူးကျွန်တော်မှမရှိလို့နော်အဲ့တော့ share 20ရှိလား share ပြီးမှနေတဲ့လူ20မရှိဘူး share ပြီးမှနေလူအသက်30ရှိတဲ့လူရောရှိတယ်နောက်တစ်ခေါက်ပြန်ပြီးစမ်းကြည့်အောင် okay so start from user where location and share each ကအသက်30ရှိတဲ့လူ ရှမ်းပြည်ကလူထုတ်ပြီးမှဆိုကျွန်တော်ပြောလိုက်ဒါဆိုလို့ရှင်ကျွန်တော်တယောက်လာပြီးထုတ်ပြီးလိမ့်မယ်โอเคအဲ့လိုပဲကျွန်တော် on နဲ့ကျွန်တော်လာပြီးတုံးကြီးအောင်ရှမ်းပြည်မှာနေတဲ့လူရော အသက်30ဖြစ်တဲ့လူရောနှစ်ကောင်လုံးထုတ်ချင်တာခုနကတိကျတယ်ခုကအာမတိကျဘူးမတိကျဘူးလို့တော့မဟုတ်ဘူးရှမ်းပြည်မှာနေတဲ့လူလည်းထွက်လာမယ်30ရှိတဲ့လူလည်းထွက်လာမယ် ခုနအန်ငါကြတော့အလိုမဟုတ်ရှမ်းပြည်မှာရောဖြစ်ရမယ်30ရောဖြစ်ရမယ်ပြောချင်တာเนาะမတူဘူးเนาะโอเค go လာပြီနေကြည့်လာအဲဒါလို့ရှင်ဒီမှာရှမ်းဖြစ်တဲ့ကောင်းကြီးလည်းအကုန်ထုတ်ပြီးလိမ့်မယ်ဒီက30ဖြစ်တဲ့ကောင်းလည်းကျွန်တော်တို့လာပြီးတော့ထုတ်ပြီးလိမ့်မယ်ဒီကအာကျွန်တော် and နဲ့ on နဲ့ပေါ့เนาะ and နဲ့ on နဲ့နောက်ထပ်တစ်ခုကိုကျွန်တော်ပြောမယ်အခုကဘာလဲဆိုတော့ အဲ့ဒီ wear glass တော့မဟုတ်တော့ဘူးကျွန်တော်တို့ဒီကောင်လေးတွေ order လာပြီး CG အောင်ထုတ်တဲ့အချိန်မှာကျွန်တော် order စီမယ် order စီမယ်ဆိုတော့ A to Z စီမှာလားကာဂျီတူကာကွေကာဂျီတူ RD စီမှာလားအဲ့လိုမျိုးစီလို့ရတယ်နော် Okay အဲ့တော့ကျွန်တော် select star from user အဟွေးနဲ့မစတော့ဘူး ORD က order by order by ဘာလို့ဆင်မလဲဆိုတော့ name ကိုလိုက်ပြီးတော့ order ဆင်မယ် โอเคကျွန်တော်အခုလာပြီးတော့စံကြည့်အောင် go လာပြီးနေကြည့်လိုက်ဒါဆိုလို့ရှင် a ရနေပြီးတော့မောင်မောင်ထိကျွန်တော်တို့ဆင်းပြီးရမယ် a to z ပေါ့เนาะအဲ့ဒါ ascending စီရတော့ ascending ဆိုတာဒါ default default စီပြီးတဲ့ဟာပဲနောက်တစ်ခု descending လာပြီးစီ sorry default စီတာမဟုတ်ဘူးเนาะမှားပြီးပြော default စီတာမဟုတ်ဘူး ascending စီရတော့ order ဘယ်မှာဘာမှမထည့်လို့ရှင် ascending စီလာ order by name ကိုကျွန်တော် desc ကျွန်တော်ရေးလိုက်မယ်ဒါ descending လာပြီးစီတာ okay ကိုလာပြီးနေကြည်လာဒါဆိုလို့ရှိရင်ဒီဇိုင်းလေးကျွန်တော်လာပြီးစီးလိုက်မယ်ဇက်ကနေပြီးတော့ A ထိဆိုပြီးကျွန်တော်ပြန်ပြီးဆင်းပေးလိမ့်မယ်เนาะအဲ့တော့ဒီ keyword ကကျွန်တော်ဘယ်ရှိမှသုံးရမလဲဆိုတော့ကျွန်တော်တကယ် PHP နဲ့ဥမာနောက်ပိုင်းကျွန်တော် product တွေပါကျွန်တော်ဖန်တီးလိမ့်မယ် blog တွေ article တွေအဲ့ဒီအချိန်မှာကျွန်တော်ကနောက်ဆုံးတင်လိုက်တဲ့ post ကပထမဆုံးရောက်နေရမယ်ဆိုတဲ့အခါမျိုးမှာကျွန်တော် design နဲ့စီဖို့လိုရတော့ဘာကိုကြည့်ပြီးရောလဲဆိုတော့ create လုပ်ထားတဲ့ date ကိုကြည့်ပြီးရောကျွန်တော် အာ descendency ကိုလိုရနော်အဲအချိန်မှာကျွန်တော်ဒီ ascending နဲ့ descending နဲ့ကျွန်တော်လာပြီးတော့တုံးရမယ်โอเคအားလုံးပဲကျေးဇူးပါ